နေပြည်တော်တန်တမန်အင်ယာဝင်းအတွင်းလေယာမြေတွေကို ရော်ကျေးမရရှိသေးလို့ဆက်လက်နေထိုင်သူလေယာဆက်လက်လုကင်သူတွေကိုစီမင်းဥပဒေပုံမှန်26နဲ့တရားစွဲဆိုထားတဲ့အမှုကိုလာမယ့်ရုံးချိန်မှာအမိန့်ချဖို့ရှိနေပါတယ် ။တပ်တမန်အရာဝင်းတွင်ရောချင်းငွေရဖို့ကြမ်းရှိသူတွေဟာအဲ့ဒီမြေတွေပေါ်မှာသီးနှံစိုက်ပျိုးလုပ်ကင်ဖို့သက်ဆိုင်ရာကိုစတင်ထားပြီးဖြစ်ပေမဲ့လည်းစီပင်ဥပဒေပုံမှန်26နဲ့တရားစွဲခံရကြောင်းလေယာဉ်မြေတွေရောချင်းမရတဲ့အတွက်အရာဝင်းအတွင်းနေထိုင်စိုက်ပျိုးလုပ်ကင်တဲ့တောင်သူတွေကိုပါအဲ့ဒီပုံမှန်နဲ့တရားစွဲဆိုခံရရကြောင်းဒေသခံတွေကဆိုပါတယ်။တရားစွဲခံထားရတဲ့လယ်သမားတအူးကလည်းအခုလိုပြောပါတယ်။ ျွန်တော်ကလို့အေက30နဲ့15ရက်ကသူစီမင်းကရိုရိုကြီးပြပြကြ15ရက်ကရိုကြီးပြပြကြအရှိကအေက30ကျော်ရှိတာအဲ့လားမရှင်းလင်းသေးတာပေါ့ကျွန်တော်ဒီထက်ပြန်လောက်စားပေါ့အထက်ကိုကျွန်တော်ဗဟုမြေသုံးချမှုနဲ့ခရိုင်ထူတွေအုပ်ချုပ်ရမှုကိုကျွန်တော်စတင်ပြီးသားစတင်ထားကြတယ်ကျွန်တော်တို့အဲ့လားမစီစစ်ဖဲနဲ့ကျွန်တော်တန်တမန်အင်ညာပေါ့မစီစစ်ဖဲနဲ့ဟိုကဒီပုံမှန်26နဲ့တရားဆွဲထားတာရုံးချင်းကတော့ဆရာနဲတော့ဦး15ရောင်းချင်တယ် တစ်နှစ်ပြည့်ပြီ3လ2015လေကျွန်တော်စတင်ပြီးမှဒီတဏ္ဍမန်အိမ်ယာမှာဝင်ပြီးလောက်ကန်စားတော့နေဒီမျိုးပြန်လောက်စားမယ်ဆိုတာသူတို့အတိပေးပြီးသားဟုတ်ကဲ့ရိုကြီးကကျွန်တော်လက်ရှိနေရလဲရိုကြီးမရတဲ့ထဲမှာနေရရိုကြီးကပေးပြီးသားထဲမှာကျွန်တော်မနေပါဘူးဝိုင်းခွက်လည်းအရင်ပေးပြီးသားကိုသူတို့ပတ်သက်ပေးပြီးဒီတိုင်းပြန်သိနေတာအားလုံးနိုင်ငံတကာကြောက်မလို့ဆိုပြီးတော့ဒီသံတမန်အင်ယာတွေကမြေခွက်အစားကိုကျွန်တော်မတောင်းမနဲ့ပေးတာတော့ ပေးပြီးတော့ပစာပြီးပြီးပြီးတော့တဲလည်းဖြစ်ပြီးပါဆိုတော့တဲရွှေစီနှစ်သိန်းပေးတယ်နှစ်သိန်းပေးတာဟိုဟိုဆက်လက်သွားယူတော့မပေးနိုင်တော့ဖြစ်တာပေါ့ရုံးခေါ်ပြီးလက်မထိုးခက်တာဒါပေမဲ့လက်မထိုးဆိုဒီခွက်ကထမလက်မထိုးဆိုတော့ဝိုင်းကကျွန်တော်တို့ကဆက်လက်ရလိမ့်မယ်လို့ထိုးတာအမဆက်လက်မပေးဘဲနဲ့ခဏမပေးနိုင်ဘူးတဲ့သူတို့က တပ်တပံအရာဝင်းအတွင်းနေထိုင်သူတွေကိုစီပင်ဥပဒေပုံမှန်26နဲ့2015ခုနှစ်ကစတင်တရားစွဲဆိုခဲ့ပြီးတရားရင်ဆိုင်နေတာဟာတနှစ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။တရားစွဲခံထားရတာကြာနေပြီဖြစ်တဲ့အကြောင်းအသက်58နှစ်အရွယ်ရှိတဲ့လယ်သမားတဦးကလည်းအခုလိုပြောပါတယ်။သိတယ်ဗျာအဲ့ကနေ။သံတမန်ဆုံးအရာတွေမှနေရမှာ။ကျွန်တော်ကအဲ့တရက်10လ2015ရင်းနေရတရားစွဲရတာပဲ။အဲ့ 23ရက်နေ့ကျတော့ဥမင်းအောင်ကိုတိုင်း၄ရောက်ပါမြေရော်ကြီးသီးနှံရော်ကြီးပြပါမယ်လို့သူကတဲကိုကိုတိုင်းလာပြောသွားပါကျွန်တော်နားတဲတဝိုက်မှာအကုန်လုံး၄ဦးလောက်မောင်တမိုးဝင်းဒေါ်အေးမှာဥညွတ်မောင်ဥတန်ကြောင့်အဲ့လူတွေအကုန်ခေါ်ပြီးကျွန်တော်တဲမှာသီးနှံရော်ကြီးမြေရော်ကြီးပြပါမယ်လို့သူတို့ပြောသွားပြီးတော့ကျွန်တော်တို့ရုံးစင်ပြီးတရားဆွဲတာပါပဲ၁၆ရက်နေ့ရက်တစ်ချိန်အခုတစ်ချိန်ရောဆိုရင်တော့၁၂ချိန်ရှိသွားပြီ ်ဤကအခုနှမ်းကျဲတဲ့ AD အစနေဤကအခုဘောင်း20တေကလောက်တော့ရှိတယ်ရောကြီးရောရောကြီးရတပြားမမရသေးဘူးကျဲထားတဲ့သီးနာတော့ကျွန်တော်ရိတ်ပြီးတာအခု20ကျော်လောက်တော့ရပါတယ်ငါးမွေးထားရှိတယ်ငါးမွေးထားတဲ့မွေးမြူလုပ်ငန်းဌာနကလည်းထောက်ခံချက်ပေးထားပါတယ်သူမွေးထားမှန်ကန်တယ်ဆိုတဲ့အကြောင်းအဲ့ကျွန်တော်တို့ရောင်မြင်ဥက္ကရာဥတ္တိရှင်ကြီးကလည်းသူကရော်ကြီးမရသေးဘူးလို့သူကလည်းထောက်ခံတယ်ပါလေ။နောက်အကွက်နန်းနီးချင်းကလည်းသူကတကယ်မရသေးဘူးဆိုတာကိုလည်းထောက်ခံချက်ပေးတာပါလေ။အဲ့ဒီနောက်မှတရားစွဲဆိုလာတာကျွန်တော်တို့အခုလက်ရှိ၄ရောက်ပါ အဆိုပါတောင်သူနှစ်ဦးကိုမလရှိရင်နေကစီမင်းဥပဒေပေါ်မှာ26နဲ့အမိန့်ချမှတ်မှာဖြစ်ပေမဲ့တောင်သူတွေကနေပြည်တော်ကောင်စီကိုစီစစ်ပေးဖို့တောင်းဆိုတဲ့အတွက်မလ22ရက်နေ့ကိုပြန်လည်ချိန်ဆခဲ့ပြီးအမိန့်ချမှတ်ဖို့ရှိတာဖြစ်ပါတယ်။